ီကောင်မလေးကတအားရိုင်းတယ်တအားရိုင်းဆိုင်တယ်ဆရာမတွေလည်းအတတ်မိုက်ဆရာမတွေလည်းဆုံးမလို့မရဘူးသူ့အဖေကအဖေမေတွေကပေါ့ရုရှားမှာပေါ့နော်ငါလုံးပိုင်ခွင့်ရှိတယ်ကြိုက်တာလုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးနင်တို့နင်တို့ရဲ့မျက်နှာတွေကိုပတ်စံနဲ့တော့ပေါက်လို့ရတယ်ဆိုတဲ့ပုံစံအဲ့ဒီနေ့ကဆိုလို့ရှိရင်အဲဝင်တွေ့ပြီးပြန်ထွက်လာမှကလေးကဒုံကြီးနေတော့ဖြစ်လာတယ်တဲ့အဲဘာလို့လဲဘာလို့အဲ့လိုမျိုးခေါ်တွေ့တာလဲဆိုရင်ဘာလို့ခေါ်အဲ့လိုမျိုးခေါ်တွေ့တာလဲဆိုတော့မေးလိုက်တဲ့ခါမှကျတော့ ဟိုဘောနော်ဗီဒီယိုမတန်းနေဓာတ်ပုံတွေလိုက်မှဆိုးလို့ဆိုပြီးတော့ခေါ်တွေ့တာပေါ့ခေါ်တွေ့ရမှရှိတယ်ဘာမှဖြည့်ရှင်းမိလိုက်တာမျိုးမရှိသေးဘူးတဲ့အခုချိန်ထိအားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မြောင်းမြမျိုးအထက်က6ကပေါ့နော်ចောင်းသူလေးတယောက်ကိုအုပ်စုဖွဲ့ပားရိုက်လိုက်တဲ့ကောင်မလေးရဲ့တည်င်းကိုတော့အစနာသိရပြီဗျအဲ့ဒီကောင်မလေးရဲ့ဖအေနဲ့မအေကရုရှားမှာလို့သိရတယ်ဗျနော်ပတ်စံလဲတော်တော်ချမ်းသာပြီးတော့မြို့မျက်နှာဖုံးလို့လည်းသိရတယ်ဗျ အဲ့ဒီကောင်မလေးကအခုဆိုရင်တော်တော်ဆူဆူဝါးဝါးတောင်းတောင်းညံ့ညံ့ကြီးဖြစ်နေရလို့ပြောတယ်ဗျာနော်။ဆီယာမရီကိုတော့မခံလေးစားနဲ့ချင်းချောက်တာတို့ဘာတို့တောင်ရှိတယ်လို့သိရတယ်ဗျ။ကဲအားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါကျွန်တော်ဟိုနေ့ကဟိုចောင်းသားကိစ္စပေါ့နော်ဒီចောင်းချက်ရပါနဲ့အာအခုဒီခလေးနဲ့ပေါ့နော် အဲကော်မလေးနဲ့လည်းဖုန်းစကားတွေပြောရတယ်အအခုဟာကဘယ်လိုလဲဆိုတော့ဒီကော်မလေးကတအားရိုင်းတယ်တအားရိုင်းဆိုင်တယ်ဆရာမတွေလည်းအတတ်မိုက်ဆရာမတွေလည်းဆုံးမလို့မရဘူးဒါပေမဲ့ပထမတစ်ချိန်တိခန့်နဲ့ဒုတိယချိန်တိခန့်တယ်အခုကဒါနောက်ဆုံး last one day အဆင့်ရောက်သွားပြီအဲဆရာမတွေကပြောလို့ဆိုတာတော့မှမရဘူးသူကဆရာမတွေကိုခံပြောတယ်ခံဆဲတယ်ပြီးတော့ဆရာမအောင်ချင်းချောက်တယ်လေမင်းကိုဓာတ်နဲ့လှီးတတ်မယ်တို့ဘာလို့အဲ့ဒါမျိုးအစချင်းချောက်တယ် ဆရာမကိုဘယ်လိုအဆင့်ထိပြောလဲဆိုတော့ဆရာမကပြန်ပြောတာကသူသူ့အဖေကအဖေမိသေးရပေါ့ရုရှားမှာပေါ့နော်ငါလုံးပိုင်ခွင့်ရှိတယ်ကြိုက်တာလုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးနင်တို့နင်တို့ရဲ့မျက်နှာတွေကိုပတ်စံနဲ့တော့ပေါက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကအဲအဲ့ဒါမျိုးတော့ခံပြောတယ်အဲဆရာမကလည်းပြန်ပြောလိုက်တယ်နင်အဖေမိတွေရုရှားမှာရှိတာမရှိတာငါစိတ်မဝင်စားဘူးဒါမြန်မာနိုင်ငံဒါမြန်မာမြန်မာရဲ့စာတင်ကြောင်းဒါနင်တို့တွေနင်အဖေတွေနိုင်ငံခြားသွားတာလဲ ဒါသူတို့သွားတာသူတို့ကိစ္စငါဒီမှာစာတင်တာငါကိစ္စနော်ဒါမြန်မာနိုင်ငံနော်နေနိုးတွေကိုစာတက်အောင်တင်ပေးတာငါဆရာမအတန်းမိုက်ဆရာမနော်နင်းကိုရိုင်းချိုင်းမှုဒီလိုတင်ထားတာငါမရှိဘူးနော်နင်းအဖေရုရှားမှာပဲဖြစ်ဖြစ်နင်းအမေရုရှားမှာပဲဖြစ်ဖြစ်ငါမြန်မာနိုင်ငံမှာစာတင်တာမြန်မာနိုင်ငံရဲ့ဒလိအဲကျင်းဝစရိုက်ကိုနော်နေနေရမယ်အဲ့လိုမောက်မာလို့မရဘူးဆိုတဲ့ပုံစံမျိုးတွေဆရာမပြန်ပြောတယ်ပြန်ပြောတော့ तू ကမရဘူး အချင်းချောက်တဲ့အမျိုးမျိုးအဲအဲ့ဒါမျိုးသူကဘေးကအဖွဲတွေကဒါအိုက်ကောင်မလေးကိုပိုင်းရိုက်တဲ့သမင်ဆွဲတဲ့အချိန်မှာဘေးကအဖွဲတွေကတာပေါင်းညာစားတွေတာပေါင်းညာစားကောင်မလေးတွေအဲအဲ့ရင်းရင်းမာမာပြောတဲ့တယောက်ကဒါသူ့အဖေမေကရုရှားမှာတဲ့ဆိုပြီးတော့အဲ့လိုမောက်မာတာဆရာမတွေတော့အဲ့လိုချင်းချောက်တယ်ဒါပေမဲ့အဲ့အချိန်မှာဟိုပြီးသွားတယ်ဗောနော်သူတို့ခံဝင်လက်မှတ်ကတိတွေနဲ့တော့ဒါမျိုးမဖြစ်ရပါဘူးဗာညာနဲ့ဗောနော်အဲသူ့ရဲ့ဒီကောင်မလေးရဲ့အတော် အတော်ဒီနော်ရုရှားသူ့အမေတွေနဲ့လည်းဖုန်းဆက်သွယ်သူတို့ဆီမတွေနဲ့လုပ်တယ်ပြောကြတယ်နောက်မဖြစ်စေရပါဘူးဗာညာနဲ့မိဘတွေကလည်းတောင်းပန်တယ်အဲအဲ့ဒါကိုလည်းလက်မခံဘူးလက်မခံဘူးဒါပေမဲ့ကျွန်တော်ကျောင်းဆရာကြီးနဲ့လည်းတိုက်ရိုက်ပြောပြောတဲ့ချိန်မှာကျောင်းဆရာကြီးကအခုဒီကောင်မလေးကိုအဲကျောင်းလဲနာမည်ပြတ်တဲ့နောက်ပြီးတော့ဒီလိုဇိုင်းဆိုင်နဲ့အဲကျောင်းအဖြစ်လည်းသူတို့အထင်သေးခံရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကျောင်းကျောင်းအုပ်ကလည်းသူ့ကိုကျောင်းကနေအခုထုတ်ပလိုက်တယ်အဲအဲ့တယောက်ကိုပေါ့နော် အဲကြံတဲ့လူတွေကတော့သူ့ရဲ့အာတာပေါင်းညာသားတွေသူလို့ရဆေးလို့ရအာလိုက်နေရတဲ့သူတွေပေါ့နော်အဲအဲ့ဒါမျိုးသူ့ကိုတော့အိုက်ကောင်မလေးတယောက်ကိုကြောင်းထုတ်ခံလိုက်ရပါတယ်ကျင်းတတ်တယ်အဲ့လိုလုပ်ရမယ်ကျင်းတတ်တယ်နော်အဲကြောင်းထုတ်ရမယ်ဒီလိုလူမျိုးကိုပြန်ထားလို့အဆင်မပြေဘူးရိုင်းချိုင်းနဲ့ဆရာမတွေလည်းရိုင်းချိုင်းနဲ့ဆိုတာအဆင်မပြေဘူးနော်ဒီလိုလူမျိုးကိုကြောင်းထုတ်ရမယ်သူပန်သူကြံတဲ့နေရာဘယ်နေရာတက်တက်ကြံတဲ့နေရာမှာဖြစ်လဲကြံတဲ့နေရာမှာလဲဒီလိုပဲထပ်ဖြစ်မှာပဲဖြစ်တဲ့ဆိုဒီလိုပဲထပ်ပြီးတော့ ဖြုတ်ခံရမှာပဲเนาะအဲဘလို့ပဲဖြစ်ဖြစ်ကိုနိုင်ငံမှာနေကိုစရိုက်ကိုကိုလေးလာအဲကိုစရာမတွေကိုလေးစားရမယ်ကိုအတန်းစရာတွေကိုလေးစားရမယ်เนาะကျောင်းရဲ့ဂုံသိက္ခာကိုလည်းလေးစားရမယ်အဲအဲ့လိုရှိရမယ်เนาะအဲအားလုံးပဲအခုကတော့ဒီလိုနဲ့ပဲအဆင်ပြေသွားတယ်ပေါ့เนาะအဲနောက်ဘလို့ပဲဖြစ်ဖြစ်ပေါ့ကဲတကယ်ကျွန်တော်ကြားတဲ့အတိုင်းပဲဒီကောင်မလေးရဲ့ဖိအီနဲ့မေကရုရှားမှာဆိုတော့ဗျပတ်စံလဲတော်တော်ရှီလောက်မဲ့ပုံစံတော့ကြတယ်ဗျာနော် ဘလူးပြဿနာပဲကြုံလာကြုံလာပတ်စံနဲ့ပေါက်ပြီးတော့ရှင်းလို့ရတယ်ဆိုတော့ဒီကောင်မလေးရဲ့အုံနှောက်ကတော်တော်ကြီးကိုသေးတဲ့နေဗျာနော်အုံနှောက်ထဲမှာချီးတွေများပြည့်နေလားမသိဘူးကဲအခုတော့တငယ်ချင်းတို့တောင်းတတဲ့အတိုင်းတငယ်ချင်းတို့ကြားချင်တဲ့အတိုင်းဒီကောင်မလေးကိုကြောင်းထုတ်လိုက်ပါပြီတဲ့ဗျာနော်တကယ်တော့ကြောင်းထုတ်တာနဲ့တည်းမလုံလောက်သေးဘူးဗျာနော်မှိနီပါတားပလိုက်ရမှာဗျာနော်ဟယ်လိုမင်္ဂလာမနက်ခင်းပါကျွန်တော် ထက်တည်တာလေးတခုပြောပြမလို့ကျွန်တော်ထက်တည်ရတဲ့ခါကမြောင်းမြမျိုးပေါ်ကအခုလက်ရှိဖြစ်နေတဲ့ခလေးလေးနဲ့နင်းလာတဲ့ခလေးလေးနဲ့ဤတဲ့အိမ်ရပေါ့ဘဒူဘွားသူ့ကောင်ပါဆိုတော့ကျွန်တော်ပြောလို့မရဘူးလေအဲတော့ကျွန်တော်ကူညီတာအဲကျွန်တော်ဟိုင်းပြီးတော့စကားပြောပြကြတယ်ကျွန်တော်ညအဲကျွန်တော်ည တနာယီနှစ်နာရီလောက်မှကျွန်တော်အိပ်ဖြစ်တာအကျုံမှန်လေးလည်းပြန်ကြည့်ရချိုးမှန်လေးတော့ပြန်ဖြည့်ပြီးတော့ဘောနော်အနောက်ကူပြောနေတာဗျာကျွန်တော်ကိုဝင်မှန်လာတဲ့အထဲမှာအာဘယ်မဲ့လှုပ်လေးဗျာမသွားသေးဘူးလားဘာလားညာတော့ဘောနော်ကျွန်တော်သွားမှာဖျားဘူးမဟုတ်ဘူးလေအလူမင်္ဂလာတောင်လည်းမဟုတ်ဘူးလေဟုတ်လားဒါလေးတော့ရှိတာဘောနော်အခုကျွန်တော်ပြောနေတာက ဒီကောင်မလေးနဲ့ကာယရှင်ကလေးမလေးနဲ့အဲကျွန်တော်ဒီနေ့ကျွန်တော်အထင်ပါတော့ကျွန်တော်စကားပြောခွင့်ရတော့မထင်တယ်ကျွန်တော်ကျွန်တော်ဘုံကြီးကြောင်းတာတဲ့မြို့ဘဝလူဘဲအဲသူ့ရဲ့သူပြောပြတာကလည်းကောင်မလေးကကလေးမလေးရဲ့အဖွားရဲ့ကလေးမလေးရဲ့အမေရဲ့နေတာဒါသူ့ရဲ့ ဟိုဘာမလို့ဖေရတော့အိမ်တော်ပွဲနေတယ်သူတို့သူ့အမေနဲ့အိမ်တော်ပွဲနေတယ်ပြောတယ်ဒါတော့သူပါဆင်တယ်ဘောနောအဲနောက်တစ်ခုကအဲဟုတ်မန်နီဟုတ်ဟုတ်လားမှားလားမှန်လားမှားလားဆိုတာလည်းထားအောင်အဲတခါတကယ်တကယ်ထက်စိတ်မကောင်းတော့ဘောနောအဲ့မှာလူကြီးပန်းတယောက်တည်းရပဲကလေးမလေးကိုအဲဒီပြဿနာဖြစ်ပြီးအဲခေါ်တွေ့တယ်ဘာကြောင့် live ပေါ်မှာလည်းတွေ့ပါတယ်ဒီစာတွေကတော့ကျွန်တော်တော့ကိုကိုယ်တိုင်မဟုတ်တဲ့ကိုကိုယ်တိုင်အမြင်တွေ့အကြားမဟုတ်တဲ့အတွက်ဟို 100%တော့လက်မခံတာဘူးအဲကျွန်တော်ပြောနေတာကဘာနော်အဲဒီကလေးမလေးအဲ့လိုတွေးဆမှုအပြီးမှာနည်းနည်းဘယ်လိုကုန်မလဲကိုကြီးတဲ့နည်းနည်းလေးပို့ပြီးတော့ကလေးကအားနေလာတဲ့ပုံစံဖြစ်လာတယ်ဘောနော်အဲနေရအဲ့နေရဆိုလို့ရှိရင်အဲဝင်တွေ့ပြီးပြန်ထွက်လာမှာကလေးကကတုံးကြီးနေတော့ဖြစ်လာတယ်တဲ့အဲဘာလို့လဲဘာလို့အဲ့လိုမျိုးခေါ်တွေ့တာလဲဆိုရင် ဘာလို့ခေါ်အဲ့လိုမျိုးခေါ်ထွက်ရလဲဆိုတော့မေးလိုက်တခါမှကျတော့ဟိုဘောနော်ဗီဒီယိုမှတန်းနေတက်ပုံတွေရိုက်မှဆိုလို့ဆိုပြီးတော့ခေါ်တွေ့တာပေါ့ခေါ်တွေ့တာပဲရှိတယ်ဘာမှဖြည့်ရှင်းမိလိုက်တာမျိုးမရှိသေးဘူးတဲ့အခုချိန်ထိအဲ့ဒါတော့ညမှကျွန်တော်သိရပါဘောနော်တကယ်အခုလက်ရှိရုပ်တည်းကလေးမလေးအကြောင်းမတက်တော့ကြောင်းမတက်တော့အခုကလေးမလေးကြောင်းမတက်တော့ဒီကိစ္စကမနစ်ကဖြစ်တာလို့ လဲတချို့ကကျွန်တော်မှမဝင်လာရေးတယ်ဝင်ပြီးတော့အကျိုးကြောင့်ပြောပြတာဘာလို့ကုညီပြောပြပေးတော့သိထားတာလေးတွေကိုဒါပေမဲ့အခုမြောင်မြမျိုးကပြောတာကနှစ်လပိုင်းလောက်ကဖြစ်တာပါတဲ့ဒီကိစ္စနှစ်လပိုင်းလောက်ကဖြစ်ဒီနှစ်ထဲမှာပေါ့နော်အခုကျွန်တော်၆လပဲဆို၄လကျော်ပဲရှိအောင်နော်၄လ၄လကျော်ကျော်ပဲရှိပါသေးတယ်ဒီကိစ္စတစ်ဖက်ကတော့ကြောင်တက်နေဆုံးပဲဟုတ်တယ်ဟိုတစ်ဖက်မိဘအတိုင်းဝိုင်းချင်းနေတယ်လေဟိုသိရတဲ့တော့ သိရပါတယ်။ဒါပေမဲ့ကျွန်တော်ပြောချင်တာကသေချာတာကတော့ကျွန်တော်ဘက်ကလည်းကျွန်တော်ဘက်ကလည်းကျွန်တော်အတွက် safe ဖြစ်အောင်လုပ်ပြီးပြီးလုပ်နေတယ်လုပ်ပြီးသွားရင်ကျွန်တော်သွားမှာ။အဲကျွန်တော်ခုပြောတဲ့အခြေအနေကိုလည်းကျွန်တော်အဲကျွန်တော်ဟိုအခုလိုမျိုးဝိုင်းဝန်းကူညီပြီးအဲဟိုဘယ်လိုခေါ်မလဲကူညီပေးနေတဲ့ကူညီပေးနေတော့ကျွန်တော်ကတော့အကြံဉာဏ်ပေးတာတွေ ိုဖြည့်ကျင်တဲ့စာလေးဝိုင်းတောင်းဆိုတဲ့လူတွေအဲဒီလူတွေကိုကျွန်တော်အကုန်လုံးကျွန်တော်ချပြမယ်အဲကျွန်တော်ခုလိုကျွန်တော်ဗီဒီယိုလေးနဲ့ကျွန်တော်တင်မယ်အဲတခုပြောချင်တာကကျွန်တော်ဒီဒီကိစ္စကိုအဲကျွန်တော်အားနဲ့အဲကျွန်တော်တက်နိုင်သမျှဘက်ကနေဒီတက်နိုင်တော့အကောင်းဆုံးဖြစ်အောင်ကြိုးစားမှဖြစ်တဲ့အတွက်ဟိုကျွန်တော်ဟိုပေါ့ အော်မတော်သေးဘူးလားမြန်မြန်သွားလေးဘာလေးညာလေးပေါ့နော်အဲအဲ့လိုမျိုးတွေတော့မမတ်ပါနဲ့ကျွန်တော်လည်းကိုကိုချင်းနားလေတယ်ကိုလေးကိုချင်းလည်းစားပါနော်ဒီနေ့တကယ်လို့များအဲကလီမာလီနဲ့အဆက်အသွယ်ရရင်တော့ကျွန်တော်အကြောင်းဆုံးသိရမှာပါအဲကျွန်တော်ကျွန်တော်ဒီကိစ္စကိုကုနကပြောလို့ပဲအကောင်းဆုံး ကျွန်တော်လုံနိုင်တော့ပေါ့လေအကောင်းဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားပြီးလုပ်တော့မှာလို့နော်အဲဒီဟာလေးကိုကျွန်တော်ကဒါပြောပြတာပါကျွန်တော်ဟိုညာဆိုလိုက်ကလေးမလေးနဲ့ကလေးမလေးဆိုတာကျွန်တော်ကူညီပြီးပြောပြပေးတယ်မြောင်မြောင်ပေါ့ကလေးမလေးဆိုကျွန်တော်စကားတွေပြောရတယ်နော်ဒီနေ့သူဘက်ကတော့ဒေချောင်လုပ်ပြီးလို့ပြောသွားတယ်ဒါလေးတွေကိုကျွန်တော်ကအဲကျွန်တော်ရဲ့ တကယ်ကြီးမုတ်ဆွေတကယ်ကြီးမိတ်ဆွေအပေါင်းအသင်းတွေကိုကျွန်တော်ဒါကျွန်တော်သိထားရတဲ့ဟာလေးတွေကျွန်တော်သိလဲရတဲ့ဟာလေးတွေကိုကျွန်တော်ပရမောဆုံးနေလို့ပြောပြချင်ဖြစ်ပါတယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာကဲကျွန်တော်တင်ငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါပြန်เนาะဒါပထမအကူပြောတဲ့အတိုင်းဆိုရင်တော့ကော်မာလေးကိုတော့ကြောင်းထုတ်လိုက်ပြီးကြောက်အုပ်ကြီးကလက်မခံတော်ဘူးတဲ့เนาะသူ့ရဲ့မိဘတွေကလည်းမြို့မျက်နှာပုံးလို့ဖြစ်နေတာပေါ့ဗျာเนาะပတ်စံရှိတဲ့အတိုင်းဝိုင်းတွေကဆိုတော့ဒုတိယအကူကတော့သူက တတိကျကျသွားပြီးတော့ဒီပစ်စင်ကိုတတိကျကျနဲ့သွားပြီးတော့ဆုံးဖြတ်ပါဗျာနော်ဒီ eco ကိုလည်းကျွန်တော်တို့ဝိုင်းပြီးတော့အားပေးလိုက်ကြရအောင်ဗျာနော်အခုသွားပြီးတော့ဒီပြဿနာတွေအမှုမှန်ပေါ်အောင်လို့ဖြည့်ရှင်းနိုင်ပါစေပြီးတော့ဘေးအန္တရာယ်လည်းကင်းရှင်းပါစေလို့ကျွန်တော်ဒီနေရာနေဆူတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲတကယ်ချင်းတို့လည်းပြောချင်တဲ့အကြောင်းအရာတွေရှင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့ပါအောင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်ဗျာနော်